အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ22ရက်ညပိုင်းထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျားကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေထဲပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုဇန်ခံပစ္စည်းဖြစ်လာပြီလို့ဥတုံမိုးထုံပြောလာတဲ့အကြောင်းလူမြင်ကွင်းကပျောက်နေတဲ့ဆော့ရှစ်သူ ထွက်မပြေးဘူးလို့ဆိုလာတဲ့ဘီဂျဲပြောခွင့်ရသူ အမတ်လောင်စင်းဆာရွယ်ဆွေးဖြဲရုံက အသက်65နှစ်အရွယ်မျိုးသားကို2019နဲ့ချမှတ်လိုက်တဲ့စစ်ကော်မရှင်တော်လင်းငွေခိုးမှုနဲ့တရင်ကြီးနေတဲ့ဗဟိုကော်မတီဝင်2ဦးရဲ့ကောလာဟာလာတွေကိုအဆုံးသတ်ပေးလိုက်တဲ့ MNPDF NUG ဝန်ကြီးချုပ်ရုံအတွင်းဝင်ဒေါ်ကြည်ပြအချုပ်စုံခုံဖွဲစစ်ပေးဖို့နင်းနာသူတွေတောင်းဆိုတဲ့အကြောင်းအမေရိကန်ရဲ့လုံခြုံရေးအမခန့်ကျအစ်စ်တွေရရှိမှန်းယူကရိန်းညီညာရေးမူပေါင်းထရန့်စီကဇာလန်စကီရရှိတဲ့တဲ့ရင်အဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုဇင်ခံပစ္စည်းဖြစ်လာတယ်လို့ဥတုမိုးဖွန်ဆိုလာတဲ့သတင်းကိုအရင်ဆုံးတင်ဆက်ပေးကြပါတယ်မြန်မာနိုင်ငံမှာအခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုတောင်းလူနည်းစုပဲတတ်နိုင်တဲ့ဇင်ခံပစ္စည်းဖြစ်လာကြောင်းတာမတ်ကြီးဥတုမိုးထွန်းကပြောပါတယ်ဆရာနာတိမ်မွန်ကြောင့်တိုင်းပြည်စီးပွားရေးကြဆင်းဆုံးယုံနေပြီး မြန်မာလူ့ရဲ့ထဝက်ကျော်မှာဆင်းလွန်ပါမုံတတ်မှတ်ချက် အောက်ကိုရောက်ရှိနေပြီလို့ကုလသမဂ္ဂမှပြုလုပ်တဲ့အစည်းအဝေးအတွင်းတန်မတ်ကြီးကပြောပါတယ်လူမှုဖွံ့ဖြိုးတိုးတက်မှုမှန်သမျှတင်ကောချက်တန်းခဲ့ရတယ်လို့လည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဥက္ကုံမှုထုံးကဖွင့်ဟပြောကြားသွားပါတယ်ကျဲမာရေးစောင့်ရှောက်မှုအခြေအနေနဲ့ပတ်သက်ပြီးရန်ကုန်ဆင်ချေပုံမျိုးနဲ့နှစ်ခုနဲ့နေပြည်တော်မှာရှိရတဲ့လူလက်တန်းစားတွေကို MP ကဆက်တင်မေးမြန်းခဲ့ရာရက်ွက်ဆေကန်ပြခတ်တောင်းအ ਨੇ စုံ ကျက်နှစ်တောင်းကုန်ကြလို့လူလက်တန်းစားတွေတောင်းဆဲဆိုင်ကဆင်းတဲ့ပဲနှစ်ပါးသွားနေရတယ်လို့ဆိုကြပါတယ်။လိုင်းတရာမြို့နယ်16ရက်ကွက်နယ်အင်ချောင်းချင်မတူကတော့လိုင်းတရာရက်ကွက်ဆဲကန်းတွေမှာတောင်းတာမန်နေမကောင်းတဲ့အဆင့်တောင်းနှစ်တောင်းအနည်းဆုံးပေးရတယ်။ကျမတို့လိုင်းတရာအဆင့်အထူးကူဆဲကန်းမှာကျမသား၃နှစ်အရွယ်ကိုပြတာအနည်းဆုံး၄တောင်းပဲ။ အဲ့အနဲကလင်းနေမကောင်းတိုင်းလည်းမပြနိုင်တော့လို့ဆံဝင်ပေးတဲ့ဆေးတွေကိုမှတ်ထားပြီးဆေးဆိုင်မှာအဲ့ဒီဆေးတွေသွားဝယ်ပြီးတိုက်တော့တယ်ဘလို့မှမတက်တာမှပဲအထူးကူသွားပြတယ်လို့ MP ကိုပြောပါတယ်နေပြောမှာတမန်ဖျားနာအဆင်ရက်ကွက်ဆေးကန်ပြခမှသာကျပ်3000ရှိရဲ့လို့နေပြောပုပ္ပတ်တိရိမြို့နယ်ကအမျိုးသားတူကပြောပါတယ်ရန်ကုန်တိုင်းခရမ်းတုံးကကျဲလက်နယ်အင်ဆောင်ရှင်မတူကလည်း ရက်ကွက်စင်ကန်ပြခမှာအနည်းဆုံး7000ရှိလို့လူလက်တန်းစားနဲ့အောက်ချေဆင်းပြည်သူတွေမှာဆေးဆိုင်ကဆေးဝယ်တောင်းလေကြရတယ်လို့ဆိုပါတယ်။ထမှန်ပြောပြမှာကတော့လူမြင်ကွင်းကပြောင်းနေတဲ့ social သူထွက်မပြေးဘူးလို့ဆိုလာတဲ့ဗကြက်ပြောကွင်းရသူအကြောင်းဖြစ်ပါတယ်။ကြားဖြန့်စီးပွားဖက်ရှစ်ကြည်ကျန်းတရုတ်နိုင်ငံထံပို့ဆောင်ခံရပြီးတဲ့နောက်လူမြင်ကွင်းကပျောက်ကွယ်နေတဲ့ဗကြက်ကောင်းဆောင် social သူဟာလူမြင်ကွင်းကပျောက်ကွယ်နေရာရက်အတန်ကြာပြီးဖြစ်ပါတယ်။ ဒါကြောင့်ထိုင်းသတင်းထောက်တွင်တဲ့ဗီဂျက်ပြောရေးဆိုခွင့်ရှိသူတို့နိုဝင်ဘာလ20ရက်မနေ့ကတွေ့ဆုံခဲ့ကြမှာဘုံမုံကြီးဆော့ရှစ်သူဘယ်ရောက်နေလဲလို့မေးမြန်းခံခဲ့ရပါတယ်ဒီပေါ်ဒူဘုံမုံကြီးနိုင်မောင်စော်ကကရနေရှားဆောင်တက်ဗီဂျက်ကောင်ဆောင်ဘုံမုံကြီးဆော့ရှစ်သူထွက်မပြေဘဲရှိနေတယ်လို့ပြန်လည်ဖြစ်ကြားခဲ့ပါတယ်ကျွန်တော်တို့အကြီးအကဲမှာဘာအပြစ်မှမရှိဘူးဘာအပြစ်မှမရှိတဲ့အတွက်ပြေဖို့ဘာဖို့လည်းမရှိဘူးသူ့အလုပ်သူလုပ်နေသူ့ရဲ့ဒေတာဖွင့်ပြရဲ့အလုပ်တွေနဲ့သူမအားလက်ဘူးလို့ လူကျက်ပြောခွင့်ရသူကပြောပါတယ်။ကြားဖြန့်တိုက်ဖြတ်ရေးကို ပြပြတသားဆောင်ရွက်ဖို့သူလက်အောက်ခံတွေကိုညှဉ်းချမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ကျွန်တော်တို့အခြေခံကသူ့ဟာသူလမ်းဖောက်တယ်ဘာသာရေးအဆောက်အုံတွေဆောက်တယ်အဲ့ဒီဘက်တဲသွားကြည့်နေရရှိတယ်။ကျွန်တော်တို့အခြေခံကဘေးမမပြေးပါဘူးလို့ဗကြက်ဒုဗမှုကြီးကပြောပါတယ်။ဘုံမကြီးစောရှစ်သူဟာအခုနိုဝင်ဘာလ9ရက်ကဖန်အမြို့မှာစစ်ကွန်ရှင်ကျင်းပခဲ့290ပြည့်ဂရင်းပြင်းနေတဲ့အခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့ လွေမာလာ73ရက်နေ့ကသူ့သမီးရဲ့ကရင်ဒုံရင်အတင်စုရလို့ကျိုးစိုးဘွဲကိုလည်းတက်ရောက်ခဲ့ပါတဲ့အဲ့နောက်လူမြင်ကွင်းကပျောက်ဆုံးသွားခဲ့ရပါပြီးခဲ့တဲ့နွေမာလာ79ရက်နေ့ကကြားဖြန့်အရင်နဲ့ပတ်သက်ပြီးမြရီမြို့မှာစေအုပ်စုနဲ့ဗကြက်ကောင်းဆောင်ဘိုင်းတော်တွစ်ဆုံဘွဲကိုဆော့ရှစ်သူတက်ရောက်ခဲ့တဲ့ဆိုပေမဲ့မှတ်တမ်းဓာတ်ပုံတွေကတော့ထွက်လာတာမျိုးအခုထိမတွေ့ရသေးပါဘူးအဲ့ဒီတွစ်ဆုံဘွဲမှာလည်းအဆင်မပြေမှုတွေရှိခဲ့လို့သတင်းတွေထွက်ပေါ်နေပါတယ် ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။အမတ်လောင်စီးရင်ဆိုင်ရွှေဆွေးဖြည့်ယုံနဲ့65နှစ်အရွယ်အမျိုးသားကိုစစ်ကော်မရှင်က2019နဲ့ချမှတ်လိုက်တဲ့သတင်းကိုပြောပြခြင်းပါတယ်။အကြံမူပြီးအမတ်လောင်အမည်စီးရင်ဆိုင်ရွှေဆွေးဖြည့်ခဲ့သူတရားမဝင်မွန်ဝင်ကြီးချုပ်နဲ့တရားရဲသားကို2019နဲ့ချမှတ်လိုက်တယ်လို့သတင်းရရှိပါတယ်။မွန်ပြည်နယ်ချောင်းစုံမြို့နယ်ကွင်ရိုက်ရွာအုတ်ရွှေမှုရှုံးမှာကတ်ထားတဲ့တရားမဝင်ရွက်ကောက်ပွဲဝင်မဲ့ အမတ်လောင်းတွေရဲ့စင်းဆာရွက်ကိုအဲ့ဒီကျွမ်းနဲ့အသက်65နှစ်အရွယ်ရှိဥကြုံမင်းကနိုဝင်ဘာလ၄ရက်နေ့တုန်းကဆွေးဖြည့်ခဲ့တာပါအဲ့နောက်15ရက်အကြာနိုဝင်ဘာ19ရက်နေ့မှာမော်လမြိုင်ခရင်တရားရုံးကထောင်လန်း16နှစ်ချမှတ်ခံခဲ့ရတယ်လို့ဒီအကြောင်းသိရှိထားတဲ့ဒေသခံတွေစီကနဲ့သိရပါတယ်ဥကြုံမင်းကဆာရွက်ဆွေးဖြည့်ခဲ့တာမှန်တယ်ဒါပေမဲ့ဘာနိုင်ငံရေးရွေးချယ်မှမပါဘူးသူကဘာနိုင်ငံရေးမှလည်းမသိဘူးနေ့တိုင်းမူးနေရာ ဲ့ဒါကိုပဲရဲရဲဆက်ဆက်ဆွခုနှစ်နှစ်တောင်ခြားပြစ်လိုက်တာလို့ချောင်းဆုံမြို့နယ်ကလွေရွာသားတူက MP ကိုပြောပါတယ်။ဥတော်မြင့်ကိုရွှေကောက်ပွဲဟန်တာဖြစ်စီခြင်းမှာကာကွယ်ပေးဥပဒေပုံမှန်26ကကြီ20လကကြီနဲ့အမုံဖွင့်တရားဆွဲဆိုခဲ့ပြီးရွေးကောက်ဥပဒေဝတ္တရားနှောက်ချမှုအပါဝင် အမုံတုံမုံနဲ့စုစုပေါင်း1018နှစ်ချမှတ်ခံထားရတာပါတမင်ကိုစံပြပုံစံပေးတဲ့အနေနဲ့16နှစ်တောင်ချလိုက်တာ အောင်ကြည်သိအနေနဲ့တရားရဲတာကိုအဲ့လောက်ကြီးလောက်တာကတော်တော်ဆိုးရွားလွန်းတယ်တရားရုံးကအမိန်ချတယ်ဆိုပေမဲ့အောင်ကြည်သိကအဖို့မကြည့်ကြည့်အောင်လှုပ်ခိုင်းပြီးဒီလောက်ထောင်ချဖြစ်တာလူတိုင်းသိတယ်လို့မော်လမြိုင်မြို့ခံလူမှုကွန်ရက်ရဲ့တမတူကပြောပါတယ်အသက်65နှစ်အရွယ်ရှိသူတူကို2019ခုနှစ်ချမှတ်ခြင်းမှာတည်တံပေးတာပဲဖြစ်တယ်လို့သူကပြောပါတယ် မြန်မာနိုင်ငံတဝန်းမှာရွေးကောက်ဥပဒေနဲ့ဖက်စစ်ခံရသူအယောက်120နီးပါးရှိပြီဖြစ်တယ်လို့စစ်ကောင်စီပြည်ထောင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဆက်လက်ပြီးတော်လင်းငွေခိုးမှုနဲ့သတင်းကြီးနေတဲ့ဗဟုကော်မတီဝင်နှစ်ဦးရဲ့ကောလာဟလတွေကိုအဆုံးသတ်ပေးလိုက်တဲ့မန်ပီဒီအကြောင်းတင်ဆက်ပေးပါဦးမယ်။ NUG တက်လို့တိထားကြတဲ့ပြည်သူ့ကော်ကွေတက်မတော်မန္တလေး MD1 PDF ကသူရဲ့ထိတ်တန့်ခေါင်းဆောင်နှစ်ဦးပြန်ဖမ်းမှုနဲ့ပတ်သက်ပြီးဒီနေ့မှကြေညာချက်ထုတ်ပြန်လာပါတယ်။ MDN PDF ရဲ့ဗဟုဥဆောင်ကော်မတီဝင်တွေဖြစ်တဲ့စစ်ရေးဌာနကြီးမုံကိုမုံတိုင်းနဲ့ဘန်နာရှာပွေဌာနကြီးမုံကိုနိုင်ကြီးတို့ကိုဖမ်းဆီးလိုက်တာပါသူတို့ကိုနိုဝင်ဘာလ15ရက်နေ့ကတည်းကတာဝန်အားလုံးကနေရက်ဆိုင်တာလက်နက်ဖြုတ်သိမ်းတာတွေလုပ်ပြီးရနောက်အချုပ်မှာထိမ့်သိမ်းထားတယ်လို့ဆိုပါတယ်ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့နှစ်ဦးဟာကလတ်တံပိုးကြီးမာတဲ့တပ်ပိုင်ဘန်နာပစ်စီအချုပ်ကိုတဲ့ရဲ့စီမင်းစည်းကမ်းတွေနဲ့လုံထုံလုံနေတွေကိုရှိုးပေါက်ပြီး တရားမဝင်ထုတ်ယူသွားခဲ့တယ်လို့ MD1PDF ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ပြီးခဲ့တဲ့ August လအတွင်းပြုလုပ်ခဲ့တဲ့ဗဟုဥဆောင်ကော်မတီအစည်းအဝေးမှာသူတို့ကိုယ်တိုင်ပါဝင်တက်ရောက်ပြီးပြုမှုကျူးလွန်ကြောင်းဝန်ခံခဲ့ပြီးပြစ်စီရပြန်လည်အနှံ့ကပြစ်ဒဏ်ခံယူမယ်လို့ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့လည်း Man PDF ကအသိပေးပါတယ်။ဒီဆုံးဖြတ်ချက်ကိုစတေမလာ6ရက် လာဘတ်တက်မှုများစုံရင်အစည်းအဝေးမှာလည်းထပ်မံအတည်ပြုခဲ့ပြီးတော်လဲအချိန်နဲ့အရနဲ့ သူတို့နှုတ်ဦးရဲ့မေတ္တာရက်ခံချက်တွေအရအဲ့ဒီတုန်းကပြည်တံတွေကိုလက်တွဲချမှတ်ခြင်းမပြုတ်ပဲခြားရေးဆိုင်းငံ့ခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့အခုဒီဘန္ဒာပစ္စည်းကိုတက်ထန်ပြန်မအပ်သေးတဲ့အပြင်ဘာမှမဖြစ်ရှင်းသေးတာကြောင့်တာမန်စီကန်ရှိုးဖောင်းမှုအဆင့်ကနေကြီးမားတဲ့ပြုတ်မှုအမျိုးအစားအဆင့်ကိုရောက်ရှိသွားပြီလို့ MD1 PDF ကထုတ်ပြန်ပြောကြားလာပါတယ်။သူတို့နေရာပဲပြုတ်မှုရောမိန့်ခင်တင်ရင်ကစီရင်ဆုံးဖြတ်ဖို့မတင်လို့ပြည်သူ့ကကွယ်ရေးတပ်မတော်စစ်ရင်ချုပ်ကိုသတင်းပို့ထားတယ်လို့ ထုတ်ပြန်ချက်အတွင်ဖော်ပြထားပါတယ်။နောက်ဆုံးပြည်တွင်းသတင်းကတော့ NUG ဝင်ကြီးရှုပ်ယုံအတင်းဝင်ဒေါ်ကြည်ပြအရှုပ်စုံခုံဖွဲ့စစ်ဆေးပေးဖို့နင်းနာသူတွေတောင်းဆိုကြတာဖြစ်ပါတယ်။ NUG ဝင်ကြီးရှုပ်ယုံအတွင်းဝင်ဒေါ်ကြည်ပြကြောင့်စိတ်ပိုင်းဆိုင်ရာအပါဝင်အလောက်ကင်တွေဆုံချုံနင်းနာမှုရှိခဲ့တဲ့နင်းနာသူတွေကစုံခုံဖွဲ့စစ်ဆေးပေးဖို့တောင်းဆိုလိုက်ကြပါတယ်။ဒေါ်ကြည်ပြတို့ဇနီးမောင်နဲ့လောရက်တင်နဲ့ပတ်သက်ပြီး MPA ကကာဂန်ရှင်း၅ဦးတက်မနေနဲ့ တွဲဆုံမေးမြန်းမှုနဲ့အချိန်အတန်ကြာပြုလုပ်ခဲ့ပြီးနောက်မနေ့ကဖော်ထုတ်ကြေးသားထုတ်ဝေခဲ့ပါတယ်။သူတို့ကလည်းနင်းနာခဲရရနဲ့ပတ်သက်ပြီးဒေါ်ကြည်ပြာနဲ့ခင်မွန်းဥညင်ကြီးမင်းတို့ကိုအမျိုးသားညီညွတ်ရေးအစိုးရထံခုံရုံးဖွဲ့စစ်ဆေးပေးဖို့တောင်းဆိုထားတဲ့အကြောင်းပြောပါတယ်။၂၀15ခုနှစ်ရန်ကုန်တိုင်းလွှတ်တော်အမတ်ဒေါ်ကြည်ပြာကလည်းအချက်အလက်မပါဘဲသူ့အမှားမလုပ်ထားဘူးဆိုပြီးဒီနေ့မှသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစင် ပြောကြားလာတယ်လို့ဆုံခုံပွဲစစ်စဲမှုကိုခံယူဖို့အသင်းရှိရလို့ ဆိုပါတယ်အဲ့ဒီအတွက်လည်းအမျိုးကြီးတာဝန်ရှိသူများကိုအ мян ဆုံးစုံခုံဖွဲ့စစ်စင်မုံပြုလုပ်ပေးရန်တောင်းဆိုထားပြီးကျမအနေနဲ့အပြေအဝါပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာကိုတင်ပြထားပါတယ်လို့ဒေါ်ကြည်ပြာကရေးသားပြောဆိုထားပါတယ်ဒေါ်ကြည်ပြာတို့ဇနီးမောင်နဲ့ဟာ2020ခုနှစ်ကနေ2025ခုနှစ်အတွင်းဝန်ကြီးချုပ်ကျုံးမှာလောက်ကန်ခဲ့ရတယ်နဲ့ပတ်သက်ပြီးဝန်ထမ်းဟောင်း19ဦးက NUG ထံတိုင်ကြားစာပေးပို့ခဲ့ပါတယ် အမေရိကန်အတွင်းဝင်တော်ကြီးပြားဟာဝန်ထမ်းတွေရဲ့လှုပ်အားကိုကောင်းပုံဖြတ်ပြီးဝန်ကြီးချုပ်ဂျုံကိုကိုပိုင်စီးပွားရေးလုပ်ငန်းတပ်ဖွဲ့လှုပ်ဆောင်နေပုံဝန်ကြီးချုပ်အပါဝင်အစဉ်စဉ်တာဝန်ရှိသူတွေနဲ့ဝန်ထမ်းတွေကိုထိတိခွင့်ပေးပတ်တမ်းမြေထားပုံ ရုံးလင်းစီမံခန့်ခွဲမှုအဖွဲ့ SMT ဖွဲ့စည်းထားပေမဲ့ SMT အတွင်းမှာတော်ကြီးပြားအပြင်သူ့ရဲ့အမျိုးသားကိုပါထိတိဝင်ဖွဲ့စည်းထားပြီးဥညင်ရင်မင်းကသာဗန်ဒံဝယ်တွေကိုစီမံခန့်ခွဲနေပုံနိုင်ငံတကာအလှူငွေတွေကိုလည်းစီးရင်မရှင်းမှန်း မိတ္တာစုအကျိုးစီးပွားအဖြစ်အသုံးပြုနေရတဲ့အပါဝင်အချက်20ကိုတတ်တယ်နဲ့တကွတိုင်ကြားခဲ့လို့သိရပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့အမေရိကန်ရဲ့လုံခြုံရေးအာမခန့်ချက်အစ်စ်တွေရရှိမှယူကရိန်းငြိမ်းချမ်းမှုပေါင်း Trans C ကဇလန်စကီရရှိတဲ့သတင်းကိုပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့တင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားနဲ့စစ်ပွဲရက်စရင်မူပေါင်းချမှတ်ထားတဲ့အချက်28ချက်ပါငြိမ်းချမ်းအဆိုပြည့်ချက်ကြီးကို ယူကရိန်းသမ္မတဇယ်လန်စကီထံတရားဝင်ပေးပို့လိုက်ပါတယ်။ဒါပေမဲ့ဒီစီစဉ်မှာပါတဲ့အချက်တွေကယူကရိန်းအစိုးရနဲ့ဥရောပတလွှားမှာပြင်းထန်တဲ့နိုင်ငံရေးလှုပ်ခတ်မှုတွေဖြစ်ပေါ်လာပါတယ်။အမေရိကန်နဲ့ရုရှားတို့သဘောတူညီမှုတွေနဲ့ရေးဆွဲထားတဲ့ဒီစီစဉ်တဲမှာရုရှားကိုအကြီးအကျယ်လိုက်ရောမှုနဲ့ပါဝင်နေပါတယ်။အထူးသဖြင့်ကတော့ရုရှားသိမ့်ပိုက်ထားတဲ့နေမျိုးကိုအတိမတ်ပြုတ်ဖို့နဲ့ယူကရိန်းကိုနေတိုးမှာမဝင်ရဘူးလို့ဖွင့်စီပုံအခြေခံဥပဒေအရပိတ်ပင်ဖို့တွေပါဝင်တာပါ။ ထရန်ကပေးပို့လိုက်တဲ့အချမ်း28ချက်မှာယူကရိန်းရဲ့အချုပ်အခြာအာဏာကိုလက်ခံပေးရမှလို့ပါရှိတယ်လို့ယူကရိန်းကအမေရိကန်ရဲ့လုံခြုံရေးအမခန့်ချက်အသစ်တွေရရှိမှာဖြစ်ပါတယ်။ဒါအပြင်ရုရှားနဲ့ NATO တို့ကလည်းဗမ်မလတ်ရဲ့ဆိုင်ရာသဘောတူစာချုပ်ကြီးတရက်ကိုလက်ခံဖို့ကြိပြုရမှာပါ။ဒီအဆိုပြုချက်မှာရုရှား NATO နဲ့အမေရိကန်တို့သုံးပွဲဆိုင်ဆွေးနွေးမှုတွေလုပ်ပြီးရရှိလုံခြုံရေးပြန်လည်တည်ဆောက်ဖို့နဲ့စစ်ပွဲပုံမကြီးထွားမလာအောင် အန်ရချောချဖို့ပါတောင်းဆိုထားပါတယ်အခုညဉ့်ညဲအဆိုပြုချက်ကအချက်လက်တော်တော်များများကရုရှားရဲ့အကြိုးစီးပွားဘက်ကိုတိတိတားရှိနေပါတယ်ယူကရိန်းကို NATO ဖွဲ့ဝင်အဖြစ်တားမြစ်ထားမှာဖြစ်ပြီးစစ်တင်အင်အားကို6သိန်းအင်အားထိကန့်သက်ထားရမှာဖြစ်တယ်လို့လက်ရှိထိန်းချုပ်ထားတဲ့ဒွန်းနက်နေမီရီကလည်းစုတ်ခွာပေးရမှာဖြစ်ပါတယ် MPA တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MPA ကနေ့စဉ်အကြမ်းမလက်တင်ဆက်ပေးနေတဲ့ရုပ်တံနဲ့စသတင်းတွေကို Facebook, YouTube, website စာမျက်နှာတွေမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘဝအမောတွေပြေကြပါစေခင်ဗျာ။